အဲ့တော့ကျွန်တော်အထဲထဲမှာဘာတွေရှိလဲကျွန်တော်ပြပေးမယ်ပြီးမှတကယ်ရောကျွန်တော် fire extinguisher ရှိလားမရှိလားကျွန်တော် 4B ပြောနေဟာလားဆိုတာမိတ်ဆွေတို့ကျွန်တော်တတ်သိပြပေးမိတ်ဆွေတို့ဒီနေ့မြန်မာနိုင်ငံမှာအကောင်းဆုံးထဲကဘက်ထရီတစ်မျိုးကျွန်တော်ပြပေးမယ်အဲ့ဘက်ထရီကလိုရာထပ်ပို့ပြီးကောင်းနေတယ်အဲလိုရာထပ်ပို့ပြီးကျွန်တော်တို့ပစ္စည်းတွေကိုတေချာသုံးတာတော့တွေ့ရတယ်အဲ့ပစ္စည်းတစ်ခုကိုကျွန်တော်ပြပေးမယ်အဲဘာဘက်ထရီလဲဆိုတာမိတ်ဆွေတို့တစ်ချက်လိုက်ကြည့်လိုက်နော် အဲ့ဒီဘက်ထရီကဘာဘက်ထရီလဲဆိုရင်ကျွန်တော်တို့ soluble battery ပဲဖြစ်တယ် soluble battery ကကျွန်တော်တို့ 3Ah ဒါပြောတာပေါ့နော်314 Ah ကိုပို့ပြီးထည့်ပေးထားတယ်အာပြီးွားရင်အထဲထဲမှာကျွန်တော်တို့ဒီ breaker တွေအကုန်လုံးပါပြီးသားပေါ့နော်အပြင်ကျွန်တော်နောက်ထပ်ပို့နေတာပါလဲဆိုတော့ပုံမှန်အဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဝင်တဲ့ဘက်ထရီတော်များများက6000စာကဲပဲပါဝင်တယ်ဒီကောင်က8000စာကဲပါဝင်တယ်အဲအဲ့ဒီအပြင်ကိုကျွန်တော်တို့နောက်ထပ်တစ်ခုမိတ်ဆွေတို့စိတ်ကျဉ်နှံ့စရာတစ်ခုပါလဲဆိုရင်အထက်ထဲမှာကျွန်တော်တို့ fire extinguisher ပါပြီးသား fire is extinguisher ဆိုတာကျွန်တော်ဘယ်လိုမျိုးလဲဆိုရင်အာကျွန်တော်ဘက်ထရီအခက်မသိမ့်ဗျာအခက်မသိမ့်ပေါ့နော်ဒါပေမဲ့ဖြစ်တာတော့မရှိသေးဘူးကျွန်တော်လည်းမကြုံမှုသေးဘူးအခက်မသိမ့်ပူပြီးတော့မီးပွားလေးနည်းနည်းလေးထားရတာတို့အဲကျွန်တော်မီးလေးနည်းနည်းထားပြီးတော့လောင်တဲ့ပုံစံဖြစ်လာပြီဆိုတာနဲ့အဲ့ဒီအထဲကနေပြီးကျွန်တော်တို့ဒီမီးသက်ဆေးအဲရင်အမွှေးတွေကဖျမ်းမင်းပါပေါ့နော်အထဲထဲမှာအော်တိုပါပြီးသားပေါ့အဲ့တော့ကျွန်တော်မီးလောက်မအောင်လဲစိတ်ပူစရာမလိုဘူးစိတ်ချလက်ချသုံးလို့ရတယ်အဲပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ပုံမှန်အားဖြင့်ဘက်ထရီတော်တော်များများကျွန်တော်80%ခန့်တုန်းအထိပဲ ပေးတော့တယ်ပေါ့နော်80ရာခိုင်နှုန်းကြော်သွားရင်ကျွန်တော်တို့တုံးလို့အဆင်မပြေဘူးမဟုတ်ရင်လည်းကျွန်တော်တို့ဘက်ထရီတန်တန်းပိုတိုးစေတယ်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ဒီကောင်ကကျတော့60ရာခိုင်နှုန်း DOD အထိ60ရာခိုင်နှုန်းအထိကိုဘက်ထရီကိုတုံးလို့ရတယ်ဆိုရင်ကျွန်တော်မိတ်ဆွေပုံမှန်အားဖြင့်အဲကျွန်တော်ဘက်ထရီ80ရာခိုင်နှုန်းရောက်လာပြီဆိုတာနဲ့ကျွန်တော် inverter တွေအလန်းပေးတတ်တယ်ပေါ့နော်အဲ80ရာခိုင်နှုန်းဆိုရင်လုံးဝပိတ်ချပေးရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီကောင်ဆိုရင် ချစ်ဆက်ရာဂိုင်းနှုံးလောင်းမှာအလန်းပေးမှာကျွန်တော်60ရာဂိုင်းနှုံးလောင်းမှာကျွန်တော်တို့ပိတ်ကြမှာပေါ့နော်အဲ့တော့ပိတ်ပတ်ကြခင်အထီကိုကျွန်တော်အတီးကပြောမယ်ဆိုရင်ချစ်ဆက်ရာဂိုင်းနှုံးအထီကိုကျွန်တော်တေချာလေးတုံးလို့ရပုံမှန်အဖြစ်ကျန်တဲ့ဘက်ထရီကကျွန်တော်80ရာဂိုင်းနှုံးအထီပဲလွတ်လွတ်လပ်တုံးလို့ရပါပေါ့နော်အဲ့လိုလေးရှိတယ်ဒီကကျွန်တော်ဒီမှာ screen လဲပါတယ် screen မှာကျွန်တော်တို့တခါတယ်ဘယ် inverter နဲ့ချိန်မလဲဆိုတာပါကျွန်တော်တခါတယ်အကုန်ရွေးလို့ရကျွန်တော်အစီမှာရှိတဲ့ inverter မှန်သမျှနဲ့ဒီဘက်ထရီနဲ့ ချိတ်လို့ရတယ်။တော့မရတဲ့ inverter ဆိုတာမရှိဘူး။ကျွန်တော်ရောင်းခဲ့အလုံး80ကြော်ပြီးအလုံး80ကိုကျွန်တော်အိမ်အဲကျွန်တော်ဒီအိမ်နေအိမ်နေမှာတက်ပေးတာပေါ့နော်။ကျွန်တော်လက်ကားတော့မရောင်းဘူးဒီကောင်ကိုကျွန်တော်တို့ကလုံးဝ breeder ပဲရောင်းတာပေါ့နော်။ဗီဒီယိုရောင်းတဲ့အိမ်တိုင်းအိမ်တိုင်းမှာကျွန်တော်တက်ပြတချို့အိမ်တွေ၃လုံးတက်တာရှိရဲ၂လုံးတက်တာရှိရဲ၃လုံးတက်တာလည်းရှိရဲအဲ့လိုမျိုးတွေကျွန်တော်တက်ပြတာလုံးဝကျွန်တော်တို့ complain မလာသေးဘူးလာတဲ့ဟာလည်းကျွန်တော်ဂျာထဲမှာတစ်ခုရှိတယ်အဲ့ဒါ wifi မကောင်းတာပေါ့နော်သူ့အထဲကကျွန်တော် wifi ပါတဲ့ဟာ wifi မော်ဂျူးလေးမကောင်းတာပဲရှိအဲ့တလုံးပဲရှိရဲအဲ့တလုံးလည်းကျွန်တော်တို့ကဒါတေယုတ်ဘက်ကနေလာပြီးပြင်မိပြီးပြီအဲ့ဒါလည်းကျွန်တော်တို့ customer ကိုကျွန်တော်ပြန်ချိန်မိပြီးပေါ့နော်အဲ့လို့ဆိုတော့ service ကိစ္စကျွန်တော်စိတ်ပူစရာမလိုဘူးအာလုံးဝကျွန်တော်အလုံး80လောက်ရောင်းပြီးပြီ error တစ်ခုမှမတက်သေးဘူးဆိုတော့မိတ်ဆွေတို့ဒါခမန်းလို့ရနေပြီဗျာကျွန်တော်ဘယ်လိုမျိုးဘက်ထရီအကောင်းသားလဲသုံးသားလဲဆိုတာသိတယ်အဲ့တော့ကျွန်တော်အထဲထဲမှာဘာတွေရှိလဲကျွန်တော်ပြပေးမယ်ပြီးတော့တကယ်ရောကျွန်တော် fire extinguisher ရှိလားမရှိလားကျွန်တော် 4B ပြောနေတာလားဆိုတာမိတ်ဆွေတို့ကျွန်တော်တတ်သိပြပေးမယ် အချက်လောက်ကြည့်လိုက်ပါဦးအဲ့တော့ကျွန်တော်တို့အခုတွေးရတာက sell တဲ့အကုန်လုံးကိုအုပ်ထားတယ်အသေးချာအုပ်ထားတယ်ပြီးရင်ကျွန်တော်ဒီမှာ strap တွေသေချာထည့်တာပေါ့နော်အဲဒါကျွန်တော်တို့ပြောမယ်ဆိုရင်ပစ္စည်းအလေးတွေမှာထည့်တဲ့ strap လို့ခေါ်တယ်ပေါ့ကျွန်တော်ချိုးအပြားတွေပေါ့နော်ဒါကျွန်တော်တော်ယုံနဲ့လုံးဝဒါကိုဖြတ်ဖို့ဖြတ်လို့မရဘူးပေါ့နော်သူက အဲဆဲလင်မှလှုပ်သွားအောင်ဖေချာလေးကိုပိတ်ထားတာသူဒီဘက်မှာတကန်းအောင်ဒီဘက်ပိတ်ထားတယ်ဒီဘက်တကန်းအောင်ဒီဘက်ပိတ်ထားကျွန်တော်ကြည့်ရသလောက်ဒီဘက်မှာရှက်လုံးပေါ့နော်ကျွန်တော်ဒီဘက်မှာရှက်လုံးရှိတယ်ဒီဘက်မှာရှက်လုံးရှိတယ်နော်ဖေချာလေးအဲ့လိုလေးထည့်ထားတယ်ကျွန်တော်ပြကျင်တဲ့ဟာလေးဒီဘက်မှာရှိတယ်အဲဒီမှာပါကျွန်တော်တို့ဓာတ်ဒီကကျွန်တော် fire extinguisher လေးတွေလို့ခေါ်တယ်သူကဒီမှာကျွန်တော်တို့ pipeline နဲ့လုပ်ပေးတာအဲ့ pipeline တွေကကျွန်တော်တို့ကဟိုးမှာ cell တစ်ခုချင်းချင်းသွားတာပေါ့နော် အဲ့ပိုက်လိုင်းอ่ะအဲ့တော့တခုဖြစ်ပြီဆိုတာနဲ့ဒီကအောက်ထင်းကနေပြီးတော့အကုန်လှုပ်လိုက်မှာအဲပြောမယ်ဆိုရင်ဒီကျွန်တော်တို့ဒီအဲမိသက်စီအငွေ့ပေါ့နော်အဲ့မိသက်စီအငွေ့ဒီဘက်မှာတခုဒီဘက်မှာတခုဒီဘက်အတွက်တခုဒီဘက်အတွက်တခုထည့်ပေးတာပေါ့ပုံမှန်အဖြစ်ကျွန်တော်မင်းများဆိုရင်ကျွန်တော်တခုပဲပါတာဗျာဒီကောင်ကနှစ်ခုထည့်ပေးတာရဲ့အသေးနှစ်ခုပေါ့နော်ဒီမှာဒါပိုတစ်ခေါက်ကလည်းကျွန်တော်အဲ idea မှာကျွန်တော်ပြရတယ်ဒီကောင်ဆိုရင်ဒါကကျွန်တော်တို့အာဟိုပါပေါ့ face bms ပေါ့နော် face bms ကိုတုံးမိထားရတယ် အဲကျွန်တော်တို့ 200A เนาะဒီမှာကျွန်တော် 200A 200A ဆိုပြီးပါတယ်เนาะ 200A အော်ဒီဘက်မှာကျွန်တော် wifi ကတ် wifi ကတ်ကိုကျွန်တော်ဒီဘက်ဘေးက port တွေပေါ့เนาะကျွန်တော်အဲ့ဒီ address ကိုတုံးမိထားတယ်အားလေးဖြစ်တယ်ဒီဘက်မှာ breaker ပေါ့เนาะအော်လုံးဝကြိုးလေးပါလဲတေချာတုံးမိထားတာတွေ့ရတယ်အဲ့တော့ပြောမယ်ဆိုအပူကံများတွေကိုဗျာကျွန်တော်တို့အထက်ထက်အထက်ထက်လုံးဝတေချာတုံးမိထားတယ်အထဲတွေကကျွန်တော်တို့ system လေးရလဲတက်တက်ရရလလပပလေးတုံးထားတာကိုတွေ့ရတာပေါ့เนาะ အဲ့တော့သုံးထားတဲ့ cell က 314AH ကျွန်တော်တို့ titanium cell ကိုသုံးထားတယ်အဲ cycle တစ်ခုချင်းစီမှာကျွန်တော် cell တစ်ခုချင်းစီရဲ့ cycle မှာက10000ပါဝင်တယ်ဒါပေမဲ့ကျွန်တော်ကဒီ cell တွေအကုန်လုံးပေါင်းပြီးတော့ပြန်ထုတ်တဲ့အချိန်ကျရင်ကျွန်တော်8000ပါဝင်တဲ့အထည်ကိုသူကသုံးလို့ရတယ်ဆိုပြီးအာမခံတာပေါ့နော်အဲ့တော့ cell တစ်ခုချင်းစီကတော့10000 life cycle ပါဝင်ပါတယ်အဲကျွန်တော်အဲ့ဒါလေးပြောချင်တယ် BMS ကကျွန်တော်တို့ page BMS ပြီးပါရင်ကျွန်တော်တို့ Hitian 10 8000စားခဲ့60ရာခိုင်နှုန်းအထိသုံးလို့ရတယ်။အဲ့တော့မှကျွန်တော်အခုအဲ inverter setup လေးနဲ့ကျွန်တော်တခါတယ်ဈေးလေးပါ short ပြီးတော့မိတ်ဆွေတို့ကိုဘလောင်းနဲ့ကျွန်တော်ရောင်းမင်းမလဲဆိုတာပြပြပေးမယ်နော်။အဲ့တော့မှကျွန်တော်တို့9သိန်း9000 discount နဲ့ကျွန်တော်တို့69သိန်း9000နဲ့မိတ်ဆွေတို့ဝယ်ယူလို့ရမှာဖြစ်ပါတယ် အဲဒါကျွန်တော်တာမန်ကျွန်တော်6000 cycle battery တွေပေါ့နော်အဲ80ရာခိုင်နှုန်းသုံးလို့ရတယ်6000 cycle battery fire extinguisher မပါဘူးကျွန်တော် pace bms 3နိုင်လဲ3နာမယ်ပေါ့ဗျာကျွန်တော်တို့အဲအဲ့လိုမျိုး battery တွေတော့အခုအဲ့ဈေးနဲ့ကျွန်တော်ရောင်းနေတာရှိတယ်အခုအဲ့ဒါအောင်မှကျွန်တော်ကကျွန်တော်ဒီတကယ်အလုံးအကောင်းစား battery ကိုအာ69သိန်း5000နဲ့ねကျွန်တော်ရောင်းချပြီမှာဖြစ်တယ်အဲကျွန်တော်တို့ဘိုင်း inverter နဲ့တွဲလို့ရလဲဆိုရင်ကျွန်တော်တို့ idea နဲ့တွဲလို့ရတယ်အဓိကပထမဆုံး idea ပေါ့နော် အ idea နဲ့ကျွန်တော်တို့အယောင်းအောင် setup ဖဲမှာ idea နဲ့ကျွန်တော်တို့ရောင်းရတာများတယ်အဲ့ idea နဲ့ရောင်းကျွန်တော်အထင်ဟွာလောက်ရှိမယ်ထင်တယ်ကျွန်တော်62သိန်းဝင်းကျင်လောက်တော့ရှိမယ်ထင်တယ်အဲတက်စင်ကအပီးစီပေါ့နော် PY ကျွန်တော်တို့ဘာတွေနဲ့တုံးလို့ရတယ်လဲတော့ Lex Power နဲ့တုံးလို့ရတယ် Pro Watt နဲ့လည်းတုံးလို့ရတယ်ပေါ့နော်အဲ့တော့တခြားကျွန်တော်တို့ဆီမှာရှိတဲ့ inverter တွေအကုန်လုံးနဲ့ကျွန်တော်တို့တက်လို့ရတာပဲဖြစ်ပါတယ်အဲ့တော့ main ဆိုလို့လိုချင်နေဆိုရင်ကျွန်တော်တို့တာဝန်ဆိုင်မှာလည်းဝယ်ယူလို့ရတယ်လို့မြောက်တကုံဆိုင်မှာလည်းကျွန်တော်တို့ဝယ်ယူလို့ရတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ကိုရဲပါ